ဆရာတကုံရွှေများရေးသားသည့်ဝိညာဉ်လောကဝိထုတို့များစာအုပ်မှာတိရွာပြန်စစ်သားဝိထုတို့ကိုဖတ်ပြမှာဖြစ်ပါတယ်။ကြီးမြတ်နိုင်ရှိလူကြီးအင်ကြီးအတော်အတန်ကျဲသောရက်ွက်တကွက်တွင်ကန္နာဘတ်သူမျက်နှာမူ၍စောက်ထားသောအင်ကြီးတဆောင်ရှိရာ၎င်းအိမ်၌ဘူကာဗျာမစ္စတာအန်ဒါဆန်ဆိုသူနေထိုင်နေသည်။အရွယ်ကောင်းစဉ်ကအစိုးရဌာနတစ်ခုတွင်ပထမလဲအင်ဂျင်နီယာတယောက်ဖြစ်၍အသက်55နှစ်ပြည့်ပြီးနောက် အလုံးမထွက်ရသောအခါစက်ပစ္စည်းများရောင်းချသောတတိတိုက်တိုက်တွင် အကြံပေးညှိအယောင်မှန်ညီချာအဖြစ်လောက်ကင်လျက်ရှိ၏အင်ဂျင်နီယာလုံးစင်ကတင်မော့တဲ့ခြင်းတင်မော့တွင်စက်ပြက်ခြင်းပြင်ဆင်ခြင်းများတွင်အထူးကျွမ်းကျင်သည့်အလျောက်အလုံးမထွက်ခဲ့သည့်အခါ၌လည်းယဉ်ကျေးသောမိတ်ဆွေတချို့သည်မိမိတို့တင်မော့များမော်တော်ဘုတ်များတွင်စက်ညင်ပတ်သက်သည့်ချုံရင်းမှုရှိသည့်ထင်သောအခါများ၌မစ္စတာအင်ဒါဆန်တန်လာရောက်ကအကူအညီတောင်းတတ်ကြ၏မစ္စတာအင်ဒါဆန်ကလည်း အတော်အသင့်ပျက်စီးချို့ယွင်းမှုများကိုကိုယ်တိုင်ပြင်ဆင်ရက်အချို့ကိစ္စများတွင်လည်းလက်ထောက်အင်ဂျင်ညာကလေးများနှင့်အလုပ်သမားများ၏အကူအညီကိုယူပြီးနေ။တာမန်အကြံဉာဏ်ပေးရုံများနှင့်ပြီးသည့်ကိစ္စကလေးများကိုလည်းအကြံဉာဏ်ပေးလိုက်လေသည်။မစ္စတာအန်ဂျာဆင်သည်အသက်အရွယ်ကြီးပြီဖြစ်၍ဒလတင်မောခြင်းအဆရှိသည့်နေရာများသို့ကိုယ်တိုင်မသွားရောက်နိုင်သောကြောင့်ပိုင်ရှင်များသည်မိမိတို့တင်မောလေးများမော်တော်ဘုံများကို မစ္စတာအန်ဂျာဆင်အိမ်နှင့်အကြီးဆုံးနေရာတစ်နေရာသို့ရောက်အောင် မောင်းနှင်ယူခဲ့ကြပြီးမြင်တင်းညော်သည့်နေရာတနေရာတွင်စိုက်ကပ်ပြီးနောက်မစ္စတာအင်ဒါဆန်ထမအကြံဉာဏ်တောင်းတကြနေသည်ယင်းကဲ့သို့တင်မောကလေးများနှစ်ရက်သုံးရက်ကစိုက်ကပ်ထားသည့်အချိန်၌မစ္စတာအင်ဒါဆန်သည်မိမိညီအိမ်မှတင်မောစိုက်ကပ်ထားရာနေရာသို့အလွယ်တကူဆင်းသွားနိုင်ပြီးလျှင်စက်ညင်ပတ်သက်သည့်ချုံရင်းမှုများကိုစိတ်ပြေညပြေရှာဖွေနိုင်ခဲ့လေသည်အသက်38နှစ်တွင်မစ္စတာအင်ဒါဆန်သည်သူ၏အလုပ်ရှင်မုတ်ဆိုးမှမြမမင်းကလေးတစ်ယောက်နှင့်အကြောင်းပါခဲ့၍ ရင်းမုံဆိုးမဘက်မှမျိုးတန့်ခေါ်မိုက်ကယ်ဆိုသူတယောက်ကြားကလေးတယောက်ပါခဲ့၏မိုက်ကယ်အားငယ်စဉ်ကစိန်ဘောကျောင်းတွင်ထားခဲ့ရာစာတွေ့ပညာရများထက်လက်တွေ့လုပ်ငန်းများတွင်ဝါသနာပါခဲ့သည့်အတိုင်းခုနှစ်တန်းအောင်သောအခါမိခင်ကြီးကအင်းစိန်အင်ဂျင်နီယာကျောင်းသို့ပြောင်းရွှေ့ထား၏မိုက်ကယ်သည်ဆက်အတက်တွင်သာမကခလီလော်ခြင်းစပိန်စီခြင်းကားမောင်းခြင်းတွင်အထူးကျင်လည်၍ကျောင်းတွင် စုအမျိုးမျိုးရခဲ့၏တတိယနှစ်အပြီး၌မိုက်ကယ်သည် မလီတက်မတော်သူတတဝန်အလုတ်တင်အဖြစ်ဝင်ရောက်အမှုထမ်းခဲ့ရာထိုနှစ်၌ပင်အင်္ဂလန်ဗီယမလီတက်မတော်တွင်ပညာသင်ကြားရန်အစိုးရကဆေးလွတ်ခြင်းခံရလေသည်အင်္ဂလန်၌အမှုထမ်းလျက်ရှိစဉ်မြို့တန်းဤအမိခင်ကြီးသည်မြမပြည်၌ရုတ်တရက်တည်ဆုံသွားရာမြို့တန်းသည်မြမပြည်သို့ ပြန်လာလို့လာတော်လဲအလောင်းငိုတကြူမီရောက်နိုင်မည်မဟုတ်သောကြောင့်၎င်းအရေးကြီးသောစာမေးပွဲတစ်ခုကိုဝင်ရောက်ဖြေဆိုနေရသဖြင့်တကြောင်ပြန်တော်လဲအကျိုးမထူတော့ဘီဟု မိမိစိတ်ကိုဖြေကတောက်လောင်လျက်ရှိသောအပူမီးကိုချုပ်တီး၍ညီခဲ့ရလေသည်။မိုက်ကယ်သည်မြမအမျိုးသမီးမိခင်ဘမလိမ္မာရင်ကျေးမှုကို၎င်းဖခင်ဘမရုပ်ရည်ညင်အထုံဝါဒနာကို၎င်းပေါင်းဆက်ခါရရှိအပ်သည့်ဥပဒိယုံမျိုးရှိ၏။အသားဝဝင်း၍ဘဲဥပုံကဲ့သို့မျက်နှာမျိုးရှိပြီးလျှင်အရက်ငားပေဆဲလက်မှမြင့်သူဖြစ်လေသည်။တန်တန်းတွင် အလွန်ထူးချွန်သူဖြစ်၍နောက်ဆုံးလက်တွေ့ဆောင်မွေးပွဲဖြစ်ဆိုရရင်ဒုတိယရခဲ့၏။ ထို့နောက်မြမပြည်သို့ပြန်လည်ရောက်ရှိလာခဲ့ပြီးလျင်မင်္ဂလာလုံးနေတက်မတော်၌ခံထားခြင်းခံရလေသည်ဤသို့ဖြင့်အမှုထမ်းခဲ့ရာ1949ခုနှစ်မြို့ဦးအစလောက်တွင်မိထီလာ၌ဖြစ်ပွားခဲ့သောတိုက်ပွဲသို့စစ်ကူလွတ်လိုက်သောလင်းရဲနှစ်စီးအနက်တစည်းပြက်ကြရာတွင်ပါသွားကြောင်းသတင်းရရှိလေသည်ထိုလင်းရဲမော၌လင်းရဲမောင်းသူမျိုးတပ်အပြင်စက်တနက်ပြစ်သူမှန်ပြောင်းကြည့်သူနှင့်လမ်းပြတယောက်ပါပါသွားလေသည်ထိုအချိန်မှာကရင်ညင့်ကချင်တဘုံတို့သည် ကြောက်တောင်စခန်းကိုသိမ်းပိုက်လိုက်သော အချိန်ညပြင်ဦးလင်မျိုးအနီးအကြီးစခန်းလျင်မြန်ခွင်တွင်အရာရှိအချို့ညရဲဘော်အချို့တို့မမျော်လင့်မဲရုတ်တရက်အဖမ်းခံရသောအချိန်ဖြစ်၏စစ်တပ်မှအတိမပြုသေးသောတရင်တရက်အရာဘူမျိုးတန်သည်ရန်သူလျင်ကြစည်းကိုပစ်ချပြီးနောက်သူဤလျင်ကို ရန်သူအထုတဆုံးနေရာသို့အသေးခံ၍ထိုးချလိုက်ကြောင်းအဆိုရှိ၏သို့သော ထိုတရင်ကိုအစိုးရကရုတ်တရက်အတိမပြုသေးခြင်းမျိုးတန်ဤလျင်သည် မူလာစခန်းသို့ရောက်သိသည့်အချိန်ထက်48နာရီမြကြာသည့်တိုင်အောင် ပြတ်မရောက်သောအခါနောက်ဆုံးတွင် လေရင်နှင့်တကွအရာရှိအားလုံးမှပျောက်ဆုံးနေသည့်စည်ရင်တွင်ထည့်သွင်းလိုက်ရတော့သည် အထက်ပါအဖြစ်ပြက်များက1949ခု February လအတွင်းအထက်မြန်မာပြည်တွင်ဖြစ်ပွားခဲ့သောအဖြစ်အပျက်တရက်ဖြစ်လေသည်ဆယ်နှစ်သားများအချိန်ကုန်လွန်ခဲ့ပြီးနောက်1959ခု February လသို့ရောက်လာ၏တနည်းသောညနေဆောင်၌ Mr. Anderson သည် အိမ်ရှိခန်းရှိရွက်ပြင်ကလတ်တိုင်တလုံးပေါ်ရင်ထိုင်ကစာတဆောင်ကိုသုံးကောင်းမြပြန်၍ဖက်လျက်ရှိ၏။ရခင်ကဖက်ခဲ့ဒီမှာလဲစေချိန်ထက်မနေတော့ချင်း။စာကိုတစ်ခေါက်ဖက်လိုက်။စီကရက်တလေးကိုမီးညှိ၍တောင်းလိုက်။ပြာခွက်ထဲသို့ပုတ်ချွေ၍ပြစ်လိုက်ညင်းတယောက်တည်းအလုံများလျက်ရှိ၏။စာရွက်ကင်ထားသောလက်မှာတုံတုံရင်ရင်ရှိနေပြီးမြင်စိတ်ထဲတွင်တင်ငါမကင်းဖြစ်လျက်တခါတရံဗဇက်ကိုတွန့်လင်ကအန်ကျိမိ၏လက်ရည်မှာမိုက်ကယ်ဤလက်ရည်ဖြစ်၏ လွန်ခဲ့သောဆယ်နှစ်ကလေရင်ပြတ်ကျသေဆုံးခဲ့သောမိမိ၏မိရပါသားမိုက်ကယ်ပင်ဖြစ်နေသည်။မဟုတ်ဘူးမဟုတ်ဘူးမဟုတ်နိုင်ဘူး။ဘယ်နည်းနဲ့မျှဒီအကောင်မဟုတ်နိုင်ဘူး။ဟောမစ္စတာအန်နာဆန်သည်တကူတဲ့ရေရွတ်လျက်ရှိလေသည်။မယုံနိုင်သဖြင့်စာရက်တွင်ရိုက်ထားသောစာတိုက်တစ်စိတ်ကိုကြည့်ပြန်၏။1959ခုဖေဖော်ဝါရီလဖြစ်လေသည်။နောက်ဆုံးတစ်ကြိမ်စာကိုဖတ်ပြန်၏။ချစ်တော်ဖေဖေဒီစာရတဲ့အခါမှာမမျော်လင့်မဲ ဖေဖေအထိတ်တလန့်ဖြစ်သွားမှာအမှန်ပဲထင်တယ်။ဒီဟာအတွက်ကျွန်တော်ကြိုတင်ပြီးတောင်းပန်ပါတယ်။အချက်နှစ်ချက်ကိုဖေဖေယုံကြည်စေချင်ပါတယ်။ပထမအချက်ကဒီစာကိုရေးရတာကျွန်တော်ဘလောက်စိတ်ဆင်းရဲတယ်ဆိုတဲ့အကြောင်းပဲ။ဒုတိယအချက်ကကျွန်တော်ဟာမသေးပဲစမ်းမစွာရှိတယ်ဆိုတာကိုလွန်ခဲ့တဲ့နှစ်ပေါင်းအတော်ကြာကပဲဖွင့်ပြောဖို့ရှိလျက်နေမပြောဘဲနေရဟာအင်မတန်လေးညက်တဲ့အကြောင်းရှိရဲဆိုတာပါပဲ။ကျွန်တော်မှာအလုပ်တစ်ခုလုပ်ကင်ဆောင်ရွက်ဖို့ရှိတယ်။ ဲ့ဒီအလုပ်ဟာဖိဖိရဲ့အကူအညီရမှသာဖြစ်မယ်ကျွန်တော်မှာအရေးတကြီးတွေလိုနေတယ်ဒါကြောင့်အခုဖိဖိဆက်ပြင်ဖို့ကမ်းနားမှာကြောက်ချထားတဲ့ဇင်ရောဆိုတဲ့တင်မောအလုပ်ပေါ်မှာဒီကနေ့ည9နာရီကိုဖိဖိနဲ့တွေ့ကြပါတယ်အဲ့ဒီလိုတွေ့ဖို့စီစဉ်တာဟာဖိဖိရောကျွန်တော်ရောနှစ်ယောက်စလုံးရဲ့အကျိုးပါပဲပြီးတော့လဲကျွန်တော်တခုပြောချင်တာကဒီစာရတဲ့အကြောင်းဘသူကမှမပြောစီခြင်းဘူးအဲ့ဒါလဲညောင်စလုံးရဲ့အကျိုးအတွက်ပါပဲမိမိရဲ့တင်ကြိုက်ပေါ်မှာ ချက်ခင်ကြီးညိုသောလက်တဖက်ဖြင့်ပန်းခွေတင်လိုက်ပါသည်။မိုက်ကယ်ခေါ်မြို့တန်မစ္စတာအန်ဒါဆန်သည်ထိုနေ့ညနေခင်းကော်ဖီကိုပင် မတောက်နိုင်ပေ။သေပြီးသူထမလာသောစာကို အခောက်ပေါင်းများစွာဖတ်ကမိမိဤနောက်ကြောင်းကိုပြန်ပြောင်းစဉ်းစားလျက်ရှိလေ၏။မိုက်ကယ်ဤမိခင်ညက်လက်ထက်ဆင်ကဗန်တိုက်တွင်ငွေ2000မိုက်ကယ်အတွက်တီးတန့်အနှံထားရန်သဘောတူခဲ့သည့်အတိုင်းမိုက်ကယ်22နှစ်ပြည့်သောအခါထုတ်ယူရန်သဘောတူအနှံထားခဲ့၏။အကယ်၍ယခုစသည် လူပြောင်သူပြောင်များထံမှအစာလိမ်မဟုတ်ပဲမိုက်ကယ်ထံမှအစာဖြစ်ကသူဤဘဝကို တမျိုးတစ်ပုံပြောင်းရည်သွားစေတော်မူမိုက်ကယ်ထံမှမဟုတ်ပဲအခြားသူတစုံတစ်ယောက်ထံမှအစာဖြစ်လျင်လဲထိုသူသည်မြည်သည့်အကျိုးကိုလူ၍ရည်ခြင်းဖြစ်လေသည်။စစ်ပက်အာနာပိုင်များထုတ်ပြန်သည့်အတိုင်းမိုက်ကယ်မောင်းသည့်လေရင်ပြတ်ကြရာတွင်မိုက်ကယ်ပါသွားသည်ဆိုရ၌လေရင်ပြတ်ကြခြင်းပင်မှန်တော်လဲမိုက်ကယ်သည်တညရရတွင်ထူးဆန်းစွာအသက်ရှင်၍ညီပေးလိမ့်မည်။စာအရေးအသားမှာလဲ မြန်မာစာရင်များစွာမကျွမ်းကျင်သောမိုက်ကယ်ဤဘူဆန်းဆန်းအရေးသားများကိုတတိပြုမိ၏လက်ရည်ကိုလည်းကောင်းစွာမှတ်မိ၏ပြတ်ကျခဲ့စဉ်ကမိုက်ကယ်ဤလီရင်သည်တောတောင်ထူထပ်သောရန်သူနယ်ပယ်အတွင်ပြတ်ကျခဲ့ခြင်းဖြစ်၍စစ်ဘက်ဆိုင်ရာမှလည်းမိုက်ကယ်သေးပြီးဟုယူဆရကြောင်းထုတ်ပြန်ကြေညာခဲ့ရာမစ္စတာအင်ဒါဆန်သည်ထိုကြေညာချက်ကို အထောက်အထားပြုကာမိုက်ကယ်မရှိလျင်သူပြန်၍ရထိုက်သောငွေ200ကိုဘန်တိုင်းမှ ကိုတိုင်ခံဝင်ချုပ်ဖြင့်ထုတ်ယူခဲ့၏ ုနောက်ထုံငွေ2000ကိုမတည်ပြီးနည်းစက်ကရိယာများထားရန်ကိုတောင်ကြီးတလုံးကိုစောက်လုပ်ခဲ့လေသည်ဤများနှင့်မပြီးသေးချေကိုတောင်စောက်ချက်မှာစွန့်စားရမည့်ဤရွယ်ချက်တစ်ခုလည်းရှိလေသည်မကြမီကိုတောင်ကိုမီးလောင်၍မစ္စတာအင်ဒါဆန်သည်ဂျာမန်မီးယာမကန်ကုမ္ပဏီတစ်ခုမှရော်ချင်းငွေ4000ထုတ်ယူရရှိခဲ့လေသည်မစ္စတာအင်ဒါဆန်ကပားရည်ညက်ရည်ရှိသလောက်ညံသွားယုံမျှမကကုသိုလ်ကံလဲလိုက်သည်ဖြင့်သူဤလျှော့ဝတ်သောအကြံစီများမှာ မထေမငော့ပဲဖြောင်းဖြောင်းဖြူဖြူရှိခဲ့လေသည်ဒီကောင်လေးသာအသက်ရှင်နေရင်တော့ငါအကြံတွင်อืมအချိန်မှာညီဝင်းကြီးတရောအချိန်တို့ရောက်လို့နီးလေပြီမစ္စတာအင်နာဆင်သည်ရှေးသို့ဆက်လက်မစင်စားဝင်တော့ပဲစာပါသောစာအိတ်ကိုကုတ်အင်းကြီးအတွင်းအိတ်ထဲသို့ဖြစ်ညှစ်ထည့်လိုက်၏ထို့နောက်အိမ်တကားကိုတောခတ်ခဲ့ပြီးလျင်ဇင်းရောစိုက်ထားသောရေစိမ့်ရှိရာကန္နာဘက်သို့ထွက်ခဲလေသည်ကိုရိုနာရီထိုးရန်ဆယ်မိနစ်မြလိုသေးသဖြင့် မစ္စတာအင်နာဆန်သည်မကြီးမဝဲရှိတစ်ပင်အောင်မှ အရေးအခြေကိုစောင့်ဆိုင်းကြည့်ရှုလျက်ရှိ၏။နောက်ဖက်မှမောင်ရိပ်များတန်းစားပြုလာပြီးဖြစ်ရာအချိန်မှလည်း9နာရီရှိနေပြီးဖြစ်၍မစ္စတာအင်နာဆန်သည်ဇင်ယော်စိုက်ကတ်ထားရာရေစိမ်းသို့ဆင်းခဲ့လေ၏။သင်္ဘောမှာတထက်သင်္ဘောကလေးဖြစ်၍နဘေးမှတာရဘတ်များကိုခြားထားရာ အချို့နေရာ၌ဆုပ်ပြက်လျက်ရှိသောရွက်ဖြစ်များသည်မြစ်ဖက်မှတိုက်ခတ်လျက်ရှိသောလေတွင်တစ်ဖြက်ဖြက်အတံမြည်လျက်ရှိ၏။ အထက်ဖက်မနီးမဝဲတွင်နှစ်စင်းသုံးစင်းစိုက်ထား၍အောက်ဖက်နေရာမှမော်တော်ဘုတ်ကလေးတစ်စင်းထွက်သွားသည်ကိုမြင်ရ၏။ပဝင်းကျင်မှာထိုအချိန်တွင်အထူးသဖြင့်တိတ်ဆိတ်လျက်ရှိ၏။မစ္စတာအင်နာဆန်သည်တင်မောပေါ်သို့တက်ရန်စိတ်ကမ်းမှထိုးထားသောကုန်းပေါင်ပြင်ချက်များပေါ်၌ရွှေများပေကျန်နေသည့်ခြေရာကြီးများကိုမြင်ရသဖြင့်ဖြက်ခနဲလမ်းဖြတ်ရိပ်သွားသည်၏။ခြေရာများမှာအတော်ပင်ကြီးသောနောက်ပိတ်ဖက်နက်ခွာရများဖြစ်သဖြင့်အကြမီကမှနင်းသွားသောခြေရာများပြည့်ဟန်တူ၏။ သင်မောပေါ်၌ကတစုံတယောက်ရောက်နေပြီထိုသူသည်မိမိအားစောင့်ဆိုင်းလျက်ရှိ၏ထိုသူသည်မိုက်ကယ်အစ်စ်ပင်ဖြစ်သလားအခြားရန်သူတယောက်ပင်ဖြစ်သလားမိုက်ကယ်အသက်ရှင်နေသည်ဆိုခြင်းမှာအကယ်ပင်မှန်သလားမစ္စတာအန်နာဆန်သည်တုံရင်သောလက်များဖြင့် secret ကိုမိညှိလိုက်၏သူဤလေကြောင့်တွင်အေးဆက်သောအရာတစ်ခုဖြင့်ထိုးလိုက်တဲ့ကဲ့သို့ကြောရိုးတလျှောက်စိတ်ရွေသွား၏နောက်သို့ပြန်၍ဆုပ်ရမင်းခြေလန်းကိုပြင်မိ၏ ို့တော့မဆုတ်တော့ပြီ အမှန်ကိုဒိဋ္ဌမတိရကြီးသူနှင့်ကုံးမောင်မောင်တွင် ခင်ထားသောဆူဆွတ်သောအုံးဆက်များကိုနင်းကတဖြည်းဖြည်းတက်သွားလေ၏ကုံးဘက်ပေါ်သို့ရောက်ခါနီးတွင်လက်ရန်းကိုလှမ်း၍ဆွဲလိုက်၏တင်မောပေါ်၌ကမြည်သူတဦးတယောက်မျှမရှိဘဲရှင်းလင်းတိတ်ဆိတ်လျက်ရှိရာတင်မောဆောင်ကလားပင်မရှိတော့ချေကုံးဘက်ပေါ်၌လည်းအလားတူရွှတ်များပေကြံနေသည့်ဖနက်ရကြီးများကိုတွေ့ရလေသည်ခြေရများသည်တင်မောစီတို့ဦးတည်လျက်ရှိ၏ ို့နှင့်မစ္စတာအင်ဒါဆန်သည်အတံမကြားအောင် ကိုကိုဖော့၍ညင်းကတင်မောဥစီတို့ရှောက်၍လာခဲ့လေသည်။ဥပိုင်းရှိတင်မောပိုင်းတကားမှာအညီရောင်ခန်းစည်းတစ်ခုချထား၍အခန်းအတွင်းမှမီးရောင်ကလေးတစ်ခုထိုးထွက်လျက်ရှိသည်ကိုမြင်ရ၏။အခန်းတွင်း၌ကတစုံတစ်ယောက်ရှိနေကြပြီ။မစ္စတာအင်ဒါဆန်သည်ခန်းစည်းနှင့်သုံးကိုက်ခန့်အကွာတွင်ရက်ခါနှလုံးခုန်သန်သည် တကူလုံးတက်တက်ခါအောင်လှုပ်ရည်ညီးပြီးတကယ်တော့ထင်မှတ်ရ၏ဝင်ခဲ့လေ အခန်းတွင်မှတည်ငိမ်အေးဆေးစွာနှင့်ချိုးသားစွာခေါ်လိုက်သောအတန်တန်ကိုကြားရ၏သူနှင့်မစ္စတာအင်ဒါဆန်သည်အခန်းဝမှအနီရောင်ခန်းစည်းကိုလဝက်ဘက်လက်ဖြင့်ဖယ်ရှားလိုက်၏ဆေးဖြူကို အပြာညူရောင်ပါသည်ဆိုယုံမျှတုတ်ထားသော အခန်းမျက်နှာကျမှဖျောင်းနိုင်၄၀အာခန်ရှိသောဓမီလုံးတစ်လုံးသည် တခန်းလုံးကို ထိန်းနှင်းစီလျက်ရှိ၏ဇပွဲတစ်လုံး၏နောက်ကလထိုင်တစ်လုံးပေါ်တွင်လူတစ်ယောက်ထိုင်နေလျက်ထိုသူသည်အင်္ဂလိပ်သတင်းစာကြီးတစ်စောင်ဖြင့် ျက်နာကိုကွဲထားသောကြောင့်မျက်နာကိုမမြင်ရတော့လဲအမွှေးအမြင်ထူထပ်သောလက်ကြီးနှစ်ဖက်သည်တရင်းစာကိုတစ်ဖက်တစ်ချက်မှကိုင်းထားလျက်ဇပွဲအောက်ပိုင်း၌လဲရွှတ်များပြည်ကျန်နေသည့်ဖက်နှက်တစ်စုံထိုးထွက်လျက်ရှိလေသည်ဇပွဲပေါ်တွင်တာမိုတဘူတဘူကော်ဖီပကံလုံးပကံများတစ်စုံနှင့်တကြားထည့်သည့်ကြွေခွက်တစ်ခွက်ရှိ၏မစ္စတာအင်နာဆင်သည်မိမိရှိမှရှုမြင်ခွင့်ကို ကြောက်လန့်စွာ ကြည်ညိမိ၏သူရှိစဉ်တရင်းစာသည် နဘေးတို့တဖြည်းဖြည်းရွေးရှားသွားပြီးနောက်ကျဲဝန်းရှုံတော့လျက်ရှိသောနှစ်ဖူးမဲညက်သောမျက်လုံးအတန်ငယ်ကောက်သောနှာခေါင်ပြီးရည်သောပါးစပ်တစ်ခုပေါ်လာ၏မိုက်ကယ်မစ္စတာအင်ဒါဆန်သည်လမ်း၍អော်လာ၏သူ့တကူလုံးရှိသွေးကြောများမှထုံ၍သွားတဲ့သို့၎င်းနှလုံးမှကြာဆင်းနေသောသွေးသည်ရုတ်တရက်ရက်၍သွားတဲ့သို့၎င်းထင်လိုက်မိ၏မိုက်ကယ်၏နှစ်ဖူးမိုက်ကယ်၏မျက်လုံးမိုက်ကယ်၏နှာခေါင်မိုက်ကယ်၏ပါးစပ်ပေသည် မိုက်ကယ်သည်တင်းကြိုက်မှပင်ထား၍လာလေသလားမိုက်ကယ်음ကျွန်တော်တို့တခါတွေ့ကြရပြန်ပြီလေဒီကနေ့ February လ22ရက်နေ့မဟုတ်လားကျွန်တော်လေးရင်ပြန်ပြတ်ကြတာ49ခု February လ22ရက်ဆိုတော့10နှစ်တည်တည်ရှိပြီထိုင်မအောင်ကော်ဖီအသင့်ရှိပါနဲ့ဖေဖေမိုက်ကယ်သည်သတင်းစာကိုနဘေးသို့ချထားလိုက်သည်ထို့နောက်အပြင်သို့ထိုးထွက်နေသောခြေထောက်ကိုလည်းရုပ်သိမ်းလိုက်လေသည်မိုက်ကယ်မျက်နှာမှာအတော်ပင်ရင့်လျော်သွားပြီဟု မစ္စတာအင်ဒါဆန်ကအမှတ်ချက်ချမိ၏ဆယ်နှစ်ဟူသောအချိန်မှာမငဲလာပေမိုက်ကယ်၏မျက်နှာမှာစစ်သည်သို့ဝင်ကားစားခဲ့သောနုနယ်ပြုံးမြင့်ခြင်းမရှိတော့ဘဲကြမ်းတမ်းခတ်ထန်သောမျက်နှာအဖြစ်သို့ပြောင်းလဲခဲ့၏တမျိုးကြောက်မက်ဖွယ်ကောင်းတဲ့ကဲ့သို့ထင်ရ၏သူ၏စကားများမှာချိုသာဖိတ်ခေါ်ဟန်ရှိပြီးနှင့်သူ၏မျက်နှာမှာနုနယ်သောအပြုံးဖြင့်တစားစင်ထားတော်လဲထိုအပြုံး၏နောက်ဝဲခတ်ထန်ကြမ်းကြုတ်ခြင်းသဘောအရေးအယောင်များကိုမြင်ရ၏မိုက်ကယ်က ခင်ကကြောင်းထွက်စာနုနယ်သေးကွေသောကလေးမျိုးတန်မဟုတ်တော့ပဲယောက်ျားကြီးတယောက်အဖြစ်သို့ဆယ်ညင်းမြသောအချိန်ကပြောင်းလဲပေးလိုက်လိမ့်မည်။ကျယ်ဝန်းသောနှစ်ဖူးမဲနဲ့သောမျက်ခုံမျက်လုံးလေးတောင်ဆက်ဆက်ရှိသောမေယိုများသည်စိတ်တည်းဤကြံ့ခိုင်ခြင်းယတိပြက်ပြုလုပ်တခြင်းနောက်ဆက်မတင်ခြင်းတို့ဤအရင်းနှမိတ်များကိုဖော်ပြလျက်ရှိ၏။မိုက်ကယ်သည်တဘူးထဲမှ ကော်ဖီကိုပကံလုံးများတဲ့သို့လောင်းထည့်လျက်ရှိ၏။မြစ်ဖက်မှလေအေးတစ်ချက်တုပ်လိုက်ရာ အေးတက်သည်ညကိုကကြောင်ရွံ့လျက်ရှိသော မစ္စတာအင်ဒါဆင်ဤကြောရတဲ့သို့စိတ်ဝင်သွား၏ထိုင်မဖေဖေတောက်ပါလေဖေဖေမအေးဘူးလားဟုတ်ပါရဲ့အေးလိုက်တာတပေါင်းနာလည်းကြမှာအင်းကြီးပြန်ပါပြီတပေါင်းနာဆိုတာညီကင်းပူတလောက်ညာချမ်းမှာအေးတာပေါ့ဗျဘုံမျိုးတန့်ပြောပုံဆိုပုံမိမိအားဆက်ဆံပုံသူဤခန့်ညာသောအသွင်အပြင်ကြီးကြီးရဲရင်သောမျက်နှာသားတို့မှာပထွေးဖြစ်သူမစ္စတာအင်ဒါဆင်အားတုန်လှုပ်ချောက်ချား၍သွားစေ၏ မျိုးတန့်ရှိတွင်မစ္စတာအင်နာဆန်မှာမိမိစိတ်ကိုမိမိမလုံတကဲ့သို့ခြေမကင်မိလက်မကင်မိဖြစ်ခါအတန်မှာလဲကွဲအပ်ဆူရှား၍ညီလေ၏ကွဲအပ်သောအတန်ကြီးဖြင့်ဘယ်နဲ့လဲမိုက်ကဲဘလို့များဖြစ်ရတာလဲကွယ်ဖေဖေတို့ဖြင့်မင်းသိပြီဆိုပြီးတခါလဲသုံးလေးရက်ထမင်းမစားနိုင်ဘူးမစ္စတာအင်နာဆန်သည်ရှေ့သို့စကားမဆက်မီကော်ဖီကိုနှစ်ခန်းဖြင့်စက်ခါတကြိုက်ချင်းတောက်လျက်ရှိလေ၏။အော်ခမည်းထမင်းမစားနိုင်ဘူး ဟုတ်စဟုတ်တာပေါ့မိုက်ကယ်မိမိမိသားရှိရင်တခါလဲလူးလိမ်နေမှာမိမိဆိုရင်တော့ဟုတ်တာပေါ့တို့ပင်မဲ့ခမားကကြုတ်တည်တာကြာယုံနဲ့ထမင်းမစားနိုင်ဘူးဆိုတာကတော့အံ့ဩစရာပဲဟီဟီမိုက်ကယ်ဤအမှုအရာမှာမခန့်နေစားနိုင်လားလျက်ညညသားမှလဲရခင်ကထက်ပူ၍ခတ်ထန်လာလေသည်မစ္စတာအန်နာဆန်မင်းဘလို့ပြောလိုက်တာလဲမိုက်ကယ်ဒေဒီနားမလဲပါဘူးကွယ်မိုက်ကယ်အော်ခမားနားမလဲပဲကို မစ္စတာအန်နာဆန်ကရခင်ကထက်မျက်နှာပြက်လျက်ရှိ၏ကြံသောကော်ဖီကိုတကြိုက်သေးကြိုက်ချလိုက်ပြီးနှင်၆တွေသောနှခမ်းများကိုလက်ကင်မောအဖြစ်သုံးလျက်ရှိလေသည်မိုက်ကယ်ကပြုံးဖြဲဖြဲမျက်နှာဖြင့်"အော်အင်းခမရနားမလဲပဲကိုအသက်ကြီးလာတော့သတိမေ့တာပေါ့လေ"ဒီတော့ကျွန်တော်ကပဲပြန်ပြောရတာပေါ့ကျုပ်တီအောင်ခမရကြံလိုက်တဲ့အကြံကအတော်ပြီးရတဲ့အကြံပဲရခိုင်နှုန်းတရားစိတ်ချရတယ်ဟုတ်တယ်မဟုတ်လားဘာဘာ ီပါအောင်လေစောင်းအောင်ပြောပြရစီအောင်ကျုပ်လိန်ရင်ထွက်ခါနေမှာခမားကကော်ဖီတပူးပေးလိုက်တယ်မဟုတ်လားဒီလိုတောင်မဟုတ်ဘူးအသက်ညက်သေးလို့လက်ဆက်သက်တော်ကော်ဖီကိုခမားအစိတ်ခတ်လိုက်တာကိုမစ္စတာအန်နာဆန်သည်ကြားရှိသို့ရောက်နေသောယုံတကောင်ကဲ့သို့မိုက်ကယ်ဤမျက်နှာကိုစိစိမကြည့်ဝတ်တော့ပဲသူပြောမည်စကားများသည်လဲနှက်ခမ်းများတွင်ကျဆုပ်နေပြီးမှအထစ်ထစ်အငေါငေါထွက်လာလေသည်အစိမ့်ဟုတ်စားမဟုတ်ပါဘူးသားရဲ့ မင်းအပေါ်ဒေဒီကဒီလိုလုပ်ရပါမလားကွယ်။တော်ဗျာကျုပ်ကိုတားလို့မခေါ်ပါနဲ့။ခမည်းကိုလည်းကျုပ်ဒေဒီမခေါ်ဘူး။ကျုပ်အမေကမိုက်လို့ခမည်းကိုလက်ထက်တာ။အမေကိုယူယုံမကဘူး။တားကိုလည်းခမည်းဟာတေချောင်းကြံနေလူ။ဒီလိုလူမျိုးဟာကဘာပေါ်မှာအမိုက်ရှုံနေတာပဲ။မိုက်ကယ်သည် secret တလိုက်ကိုမီးညှိ၍အေးဆေးစွာဖွာလိုက်၏။ဘာဖြစ်လို့ငါသားကိုဒေဒီကတေချောင်းကြံရမှာလဲကွယ်။ဒီအချက်အခုပဲရောက်လာပါလိမ့်မယ်။ မများဟာကြုတ်လင်းရင်မောင်းနေတော့ကြုတ်အစိတ်တက်ပြီးမချိမဆက်လေးရင်ကိုမထိနိုင်အောင်ဖြစ်ပြီးမုတ်ချပြတ်ကြမယ်ဆိုတာခမားသိတယ်။ပြီးတော့ကြုတ်အလောင်းကိုတွေ့တော့လူယုံနဲ့တူမှမဟုတ်တော့ဘူး။ဒီလိုဆိုရင်ကြုတ်ကိုအစိတ်ခတ်တဲ့ကိစ္စဟာလေဒီနေရာမှာအစပြောက်သွားပြီသားပဲ။အင်မတန်ပြည့်ရည်သေးတဲ့အကြံများချီးကျူးစရာကောင်းတယ်။ရုပ်ပင်မဲ့အခုဖြစ်ပုံကကြုတ်တရာထက်တောင်ဆိုးသေးတယ်။စက်တက်ညက်ပြတ်တဲ့လူရောမှန်ပြောင်းကြည့်ရဲ့လူရော လမ်းပြရောအစိတ်တက်ပြီးမချိမဆန်သေးကြရရှာတယ်။သုံးနောက်ပြန်တက်တဲ့လူတက်မှုပေါ့။ကျုံမတော့ခင်ကော်ဖီဝူးကိုသူတို့လက်ကမ်းလိုက်တော့သူတို့လည်းစာစာနဲ့တယောက်စီအားလုံးတောက်ကြတာပေါ့။ကောက်ပြီး9မိနစ်အတွင်းမှာ၃ယောက်စလုံးအားလုံးသေးတာပဲ။ခမည်းပထမကြံရွယ်သလိုကျုပ်ပါတည်သွားရင်လည်းအကောင်းသား။ဒီဆက်ဟာဒီမှာပဲမြုပ်သွားမယ်။ရီလူ၃ယောက်တည်သွားတော့ကျုပ်ပါတက်နိုင်အောင်မလဲ။ကျုပ်တယောက်တည်းလင်းရင်မြန်ကိုမနိုင်တော့ဘူး။ ီတော့ရန်သူငယ်နဲ့ထိုးစင်းယုံကလွယ်ပြီးဘာမှကြုံမတတ်နိုင်ဘူးကျုပ်တော့ပြက်ကြတဲ့အထယ်ပါမသွားဘူးလေကြီးငယ်ဆင်းလို့လွတ်ခဲ့တို့ပေမဲ့ကျုပ်ကြတဲ့ညဟာရန်သူငယ်မြေထဲမှာဖြစ်တော့ဘာထူးသေးတယ်လဲကျုပ်လည်းအဖမ်းခံရတော့တာပေါ့မစ္စတာအင်နာဆင်ဒီပါဇက်အဟောင်းသားနဲ့နားထောင်နေရရှိရာမိုက်ကယ်ကသူကိုယ်တိုင်ချက်ချင်းခံစားနေရတကယ်တော့ဆက်လက်ပြောပြန်နေသည်ကျုပ်ကဘိုကပြားလည်းဖြစ်တယ်ကရင်စကားလဲကြောင်းနေတုံးကလေးကညံ့ညက်ပပတက်ခဲ့တယ် ။ဒါကြောင့်သူတို့ဟာကျုပ်ကိုမတက်ဘူး။ကျုပ်ကိုအတုံးချမယ်ဆိုပြီးချမ်းသာပေးခဲ့ကြတယ်။သူတို့အထက်ဝင်ခဲ့ရတယ်။သူတို့နဲ့အတူတူတိုက်ခဲ့ရတယ်။ဒါပေမဲ့ကျုပ်စိတ်မပါဘူး။မြမအချင်းချင်းကိုပြန်မတိုက်ချင်ဘူး။တရုတ်ဖြူသာကျုပ်ကတိုက်ချင်တာ။လက်ညှက်ချပြီးရင်တော့စစ်သည်ပြန်ဝင်ပြီးတရုတ်ဖြူကိုတိုက်မှာပဲ။တိုက်သမားရှေရန်ကနေတိုက်မယ်။မြ мян သိရင်မြ мян ဆက်သိမ်းတာပဲ။တို့ပေမဲ့မသေးခင်နိုင်ငံရဲ့အကျိုးကိုဆောင်ရွက်ခဲ့ခြင်းသေးတယ်။မြမဆိုတာဘာလဲဆိုပြီးမြမတက်တီကိုပြခဲ့ခြင်းသေးတယ်။ ဒါကြောင့်လက်ညက်မချခင်နောက်ဆုံးခမည်းညက်လာပြီးစည်ရင်ရှင်းတာပဲမြစ်ဖက်မှလေအေးကလေးသည်တစ်ချက်တစ်ချက်တွင်တုတ်လာလျာစကားပြောနေသူနှစ်ယောက်စီတို့ခန်းစည်းကလကာကိုကြော်၍ရောက်လာ၏ပတ်ဝန်းကျင်သည်စိတ်ငြိမ်လျက်တခါတရံရွက်ဖြင့်တဲများကိုတစ်ဖြက်ဖြက်တိုက်ခတ်သည့်လေသည်ညင်တင်မောအေယာကိုရိုက်ပုတ်လျက်ရှိသောလှိုင်းသံများသာစိတ်ငြိမ်ခြင်းကိုအနောက်အရှက်ပေးညီတကယ်သို့ရှိတော်၏ဘိုက်ကဲသည် စကားလက်ဆမတတ်သေးပဲဆက်လက်၍စည်ရင်ရှင်းမှုအချက်ဒီလိုရှိတယ် မြမတ်တက်ကခမားဟာကျုပ်ကိုပေးလိုက်တဲ့ကော်ဖီထဲမှာအစိတ်ခတ်လိုက်တယ်။ကျုပ်ကိုတီချောင်းကြံတယ်။မြမတ်ညစ်ကဒီကော်ဖီကိုတောက်လို့လူ၃ယောက်သေးရတယ်။လူ၃ယောက်ဆိုတာတာမန်လူ၃ယောက်မဟုတ်ဘူး။အင်မတန်ရှားပါတဲ့မြမသားကောင်းရတနာကြီးဖြစ်တယ်။မြမတ်၃ကကျုပ်အသက်22နှစ်ပြည့်တဲ့အခါထုတ်ယူဖို့မမီးအပ်ထားခဲ့တဲ့ငွေ၂သောင်းကိုကျုပ်သေးပြီဆိုပြီးခမားထုတ်ယူတယ်။ငါသားသေးပြီချင်လို့ဒယ်ဒီထုတ်ယူရပါကွယ်။ဒီဟာခွန့်လွတ်ပါ။ခမားကျုပ်ရဲ့ဒယ်ဒီမဟုတ်ဘူး။ဒယ်ကြီးဆိုတဲ့စကားမသုံးနဲ့။ မတုံးတော့ပါဘူးကွယ်။ငွေကိုလိမ်ပြီးထုတ်ယူတယ်။အလွဲသုံးစားလုပ်တယ်။ဒီဟာနဲ့ပြီးရောလားမဟုတ်သေးဘူး။ဒီငွေနဲ့ကိုတောင်ဆောက်ပြီးအစမတန်အဖိုးနဲ့မိယာမကန်ထားပြီးအာမကန်ရော်ကြီးရအောင်မီးရှို့ပြန်တယ်။ငွေကိုအပွားခတ်တာပေါ့။မဟုတ်ရပါဘူးမိုက်ကဲ။တိတ်ပြတိတ်စကားမများနဲ့။အဲ့ဒီအဖြစ်ကနံပါတ်၄ပဲ။ဒီပြင်အသေးအမွှားတွေတော့ထားပါတော့။ချမ်းသာပေးပါသားရဲ့။ဒါကြီးမှရှိရဲ့ပစ္စည်းလိုချင်တာယူပါကွယ်။လာပြန်ပြီလားဒယ်လီ။ ငါမှရှိတဲ့ပစ္စည်းမင်းဖို့ပါပဲကွယ်။ဟာဒီလိုနဲ့ဘာရမလဲ။ပြီးတော့ခမည်းပစ္စည်းကျုပ်ကဘာလို့ရအောင်မလဲ။ဒီမှာကြည့်စမ်း။မိုက်ကယ်သည်စာအိတ်ရှည်ကြီးတစ်လုံးနှင့်ထည့်ထားသောစာတရွက်ကိုမစ္စတာအင်နာဆင်အားလှမ်းပေးလိုက်လေ၏။ထို့နောက် secret တလိပ်ကိုမိညိကအေးအေးဆေးဆေးဖွာလျက်ရှိလေသည်။ထို့နောက်ကြီးငိမ်လေးညက်သောအတန်ဖြင့်ဒီမှာကျုပ်ပြောမယ်။ကျုပ်ကိုတေချောင်းကျန်တာထက်ကျုပ်မိတ်ဆွေ၃ယောက်ကိုတတ်တာကအပြစ်လေးတယ်။ခမည်းလက်ချက်နဲ့သူတို့အခုသေသွားပြီ။ တည်တဲ့လူကိုတော့ပြန်ရှင်အောင်မတတ်နိုင်တော့ဘူး။သူတို့မှအိမ်ကသားမယားတွေကြံရည်တယ်။အသက်ငယ်ငယ်ရွယ်ရွယ်နဲ့မုံဆိုးမကလေးတွေဖြစ်ကြံရည်ကြရှာတယ်။တကူတည်းလည်းမဟုတ်ဘူး။သားတွဲလောင်းသမီးတွဲလောင်းနဲ့သူတို့ကိုရောကြီးပေးရလိမ့်မယ်။ဒါကြောင့်ခမားရေးရမယ့်တည်တဲ့စာကိုကျုပ်အစင်သိမ့်ရေးလိုက်။ဘမ်းမာအပ်ထားတဲ့ငွေဘလောက်ရှိသလဲပြောစမ်း။လိမ်မယ်တော့မပြောနဲ့နော်။ကျုပ်စုံစမ်းပြီးပြီ။၆တောင်းရှိပါတယ်မိုက်ကယ်။အင်းဒါဖြင့်တယောက်၂တောင်းစီယူကြရုံပေါ့။ ဲ့ဒီမုံဆုံးမကလေး၃ယောက်ကိုအညီအမျှခွဲဝေပေးပါတယ်ဆိုတဲ့သေးတန်းစာပဲသူတို့ရဲ့ညံမဲညီရက်လိပ်စာအပြည့်အစုံရေးထားတာပါတယ်ဘယ်နဲ့လဲဖတ်ကြည့်ပြီးပြီမဟုတ်လားမစ္စတာအန်ဒါဆန်ဒီဦးခေါင်းငိုက်ဆိုင်ကြကခေါင်းနှိပ်လိုက်အိုင်ဒါဖြစ်လက်မှတ်ထိုးပြီးတော့ယော့ဖောင်တိန်မိုက်ကယ်ကဖောင်တိန်ကိုလှမ်း၍ပေးလိုက်ခါမစ္စတာအန်ဒါဆန်လည်းတခါလဲလက်မှတ်ထိုး၍ချလိုက်လေသည်မိုက်ကယ်သည်စာရွက်ကိုအသေးအချာခောက်ပြီးလျှင်အင်ကြီးအတွင်းအိတ်ထဲသို့ထည့်လိုက်ပြီးနောက် ီစာချုပ်ရဲ့လုံခြုံရေးကိုစိတ်ချပါမနှက်ပြန်ရုံးချိန်အရောက်ခမားဝစ်လုံမစ္စတာရောဘတ်စီကိုကြုတ်ပို့လိုက်ပါမယ်။ gain ဒါဖြင့်ငါပြန်မရစီတော့ကွယ်မင်းကိစ္စလည်းပြီးပါပြီ။ဟာဘယ်ပြီးအောင်မလဲ။အခုဟာကတေးရဲ့လူ၃ယောက်အတွက်ရော်ကြီးပေးတဲ့ကိစ္စပဲ။ကျုပ်ကိုတေးချောင်းကြံနေအမှုအတွက်ကြံသေးတယ်။မလုပ်ပါနဲ့တော့ကွယ်တောင်းမှန်ပါလေ။တောင်းမှန်လို့ရတဲ့အမှုမျိုးမှမဟုတ်ပဲ။ဒီအမှုအတွက်ခမရဟာတေစားတေရမယ်တေစားတေရမယ်ဟုတ်စတေစားတေရမယ် တည်စားတည်ရမယ်မဟုတ်တာကွယ်ဒါလောက်မရက်ဆက်ပါနဲ့မိုက်ခဲ့ရင်မင်းမလုပ်ပါဘူးမင်းတကယ်မလုပ်ပါဘူးငါသိပါတယ်ပြောစမ်းပါဟုတ်တယ်မဟုတ်လားမိုက်ခဲ့မစ္စတာအန်ဒါဆန်ဒီညီရမကရင်ကရင်ထားလိုက်၏ထို့နောက်ဇပွဲအစွန်များကိုလက်နက်ဖက်ဖြင့်စုပ်ကိုင်ကမိုက်ကယ်အားတနားဇပွဲတောင်းပန်လျက်ရှိလေသည်ပြောတာပြောတာပါတကယ်ဆိုတော့အဖေအပေါ်မှာမင်းမလုပ်ရဘူးမဟုတ်လားမိုက်ကယ်ကိုင်မလုပ်ဘူးလို့ပြောစမ်းပါသားရဲ့ဟိဟိဟိမိုက်ကယ်သည် အဖိုးကြီး၏မျက်နှာကိုစိုက်ကြည့်နေရမှသူ၏မျက်လုံးမှာကော်ဖီထည့်သောတပူးစီသို့ရောက်သွားလေသည်။ထို့နောက်ခတ်ထန်သောအတန်ဖြင့်သေစားသေးရမယ်ဆိုပေမဲ့ကြုံမတက်ပါဘူး။အေးကွယ်ဝမ်းသာလိုက်တာ။ဘုရားသခင်ဆောင်းမပါစေ။တပူးကိုမင်းငော့ပြလျက်ကျုပ်လက်ညတော့မတက်ပါဘူး။ဟောဒီတပူးကတက်လိုက်မယ်။ကော်ဖီနဲ့အစိတ်ခတ်ပြီးကျုပ်ကိုတေးအောင်ကြံတဲ့လူဟာသူကြံတယ်လို့ကော်ဖီနဲ့ပဲတေးရမယ်။မြန်မာစကားမှာ ူသောအကျိုးပေးရမယ်ဆိုမဟုတ်လား။ Oh my god ကော်ဖီကိုမင်းအစိတ်ခတ်လိုက်ပြီ ဟုတ်လားမိုက်ကဲ။လောက်ရက်လေးဗျာအလိုလေးဟုတ်ပါပြီဟုတ်ပါပြီ။အင်နာစင်သည်မိမိလေပင်ကိုမိမိဖြစ်ညက်ကချောင်းတော့ဟို့ဟို့ဆိုရည်လာတော့ဤ။ဖျားသခင်ကဲတော်မူပါ။ဖျားသခင်ကဲတော်မူပါ။မိုက်ကဲကလက်ပတ်နာရီကို ကြည့်လျက်အခု9နာရီ15မိနစ်ရှိပြီ။နောက်ထပ်ခမည်း9မိနစ်ပဲညီဖို့အချိန်ရှိရတယ်။ My god အစိတ် အစိတ်ဟုတ်ပါပြီ။ဝမ်းညက်ကပူလိုက်တာပူလိုက်တာ။အင်သာစင်သည်လေဘင်းကိုစုပ်ကိုင်ပုတ်တက်ခါလေအေးကိုယူရန်ဇပွဲစီမှ အခန်းဝသို့ထွက်သွားလေ၏။ထိုအခါ၌ကသူသည် ကိုကိုမြ်ကောင်းစွာမထိန်နိုင်တော့ဘဲသူထိုင်သောကလထိုင်ကိုဝင်တိုက်ပြီးနောက်အခန်းတကား၏လက်ရဘက်ကိုပခုံးစွန်းဖြင့်တိုက်မိပြီးနောက်အခန်းဝတွင်ဒူးထောက်လဲကျသွားလေ၏။အကဲကအပြုံးမပြတ်ဘဲ secret တလိပ်ကိုမင်းညှိတောက်ပြန်နေသည်။သွားသွား အချိန်၄မိနစ်ရှိသေးတယ်။၄မိနစ်အတွင်းဆရာဝန်စီရောက်နိုင်ရင်မိုက်ကယ်မိုက်ကယ်၄မိနစ်၄မိနစ်မစ္စတာအန်ဒါဆန်ကကြည်ရင်ပင်ဆန်ညစ်ခန့်အိုး၍သွားတဲ့ကဲ့သို့ထင်ရ၏။သူသည်ဒူးထောက်ကျသွားရမှအာယူ၍ထားကကုန်းမောင်ထိုးထားသောနေရာစီသို့ကရင်ကရင်ပြေးသွားလေ၏။ထိုနေရာ၌ကမောင်နှင့်မဲမဲရှိနေရာသူသည်ကုန်းမောင်ပေါ်သို့ဆင်းရန်လျှမ်းကိုလှမ်း၍ဆွဲလိုက်လေ၏။သို့သော် ညလုံးများမှာပြာနေပြီဖြစ်၍လယန်းကိုမကိုင်းမဲရွက်ဖြင့်စတစကိုကိုင်းမိပြီလင်အားလုံးကရေထဲသို့ထိုးကျသွားနေတော့၏ထိုနေရာ၌ရေမှာလေးပေခွဲခန့်သာညက်တော်လဲမိမိကိုကိုအစိတ်သင့်လှပြီဟုထင်ကအားလျှော့ထားသူတယောက်အတွက်ကလက်ဆိုင်လှ၏မစ္စတာအန်ဒါဆန်ကပြန်၍ပေါ်မလာတော့ကြည်တင်မောအောက်သို့ဝင်သွားကြပြီမိုက်ကယ်သည်ရေထဲသို့လူတယောက်ကျသွားသောအတန်ကိုတစ်ချက်မျှလားဆွဲလိုက်ပြီးနောက်อืมအချင်းသားပဲ ဒါပဲကောင်းတယ်။မကောင်းတာကြံတဲ့လူဟာမကောင်းတာနဲ့ဇက်သိမ်းရမှာပဲ။ဟုတ်တကူတည်းရေရွတ်လိုက်ပြီလေ။တဘူးအတွင်းမှကော်ဖီကိုနောက်ထပ်တစ်ခွက်ထည့်၍တောက်ပြန်နေသည်။အမှန်အဖြစ်သောကော်ဖီထဲတွင်တစုံတရာမပါချေ။စိတ်တက်ခြောက်ခြားမှုကကြီးမားလှပေသည်။နောက်တနေ့၌မိုက်ကယ်သည်ဒေးဗစ်ဟူသောအမည်ဖြင့်အစိုးရထံလက်နက်ချလိုက်လေသည်။သွေးတောက်မဂဇင်း1962ခုနှစ်